ာပါရှင်ချင်းလင်းချင်းနယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ16ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ချင်းပြည်ချင်းလင်းကောင်စင်ဦးဆောင်အဖွဲ့ပုံမှန်အစည်းအဝေးကျင်းပကြောင်းဟွေငေါရမ်ဒေတာကိုအရေးပေါ်ချင်းနေအဖြစ်ကြေညာကြောင်းတန်တပင်မြို့နယ်တွင်အာဖြစ်တင်းရန်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးကြောင်း မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့တိတ်တုံးရှင်ပြက်ကမှုတွေအရာရှိနှစ်ဦးအပါအဝင်စစ်သား၅ဦးသေဆုံးကနာမခစစ်ဌာနချုပ်တွင်ကျုံလက်နေကြပြီးညအချိန်မီးများအလုံးပိတ်ထားရန်အမိန်ထုတ်ကြောင်း။နောင်ချုံမြို့နယ်သို့ထူးဆစ်ဆင်နေတဲ့အပြည့်ရဲ့စစ်တပ်ကအစိမ့်ဝိပုံများပါထပ်မံအုံပြုတိုက်ခိုက်ပြန်ကြောင်း။ Israel ပြကမှုကြောင့် Iran ဘက်က 406ဦးတည်ဆုံပြီး654ဦးတရားရရှိလို့လို့ခွင့်ရေးဆောင်ချက်ရေးဖွဲ့ကဆိုကအီရန်အရှိပိုင်းက Mashhad လေဆိပ်ကိုအစ္စရေးလေကြောင်းကတိုက်ခိုက်နေကြောင်းတို့ပဲဖြစ်ပါရရှင်ချန်ပီချယ်လန်ကောင်ဆယ်ဥဆောင်အဖွဲ့ပုံမှန်အစည်းအဝေးကျင်းပနေတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမရှင်။ ချင်းပြည်ချင်းလန်းကောင်စီဦးဆောင်အဖွဲ့ရဲ့လေးမင်းဆောင်2025အစည်းအဝေးအားဇွန်လ10နဲ့17ရက်နေ့များတွင်ချင်းလုံမြို့၌ဂျင်ပါဖြူလုပ်ခဲ့ကြောင်းသိရှိရပါသည်အစီဝေတို့အစုဖွဲ့၃ခုမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးချင်းအမျိုးသားကောင်စီ CNC ဖြစ်မြောက်ရေးကော်မတီရွေးချယ်ခြင်းချင်းပြည်ချင်းလန် CDM policy များရည်ဆွေးခြင်းနဲ့ CDM affairs team ဖွဲ့စည်းခြင်းချင်းပြည်ချင်းလန်ဖွဲ့စည်းပုံအခြေခံဥပဒေ 2023ပြင်ဆင်ဖြည့်ဆွမှုများစစ်စစ်အတီးပြုတ်ဖြစ်ဝေခြင်းများချင်းအမျိုးသားတိဆောက်ရေးလမ်းစဉ်များတွင်ငင်းချမ်းစွာညှိနှိုင်းဆောင်ရွက်မှုများဖြင့်တိဆောက်နိုင်ရည်စတီတို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။ခွန်ကုန်းရမဒေတာကို အရေးပေါ်ခြင်းနေဖြစ်ကြေညာတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ချွန်းပြည်ခွန်ကုန်းရမဒေတာကိုအရေးပေါ်ခြင်းနေ State of Emergency အဖြစ် ဟွမ်ငုံရမ် people's organization hpo cdf ဟွမ်ငုံရမ်ကယနေ့ချိန်ညာလိုက်ပါတယ်ဂျွန်လ15ရက်နေ့ကကျင်းပပြုလုပ်တဲ့ hpo office barrier အစည်းအဝေးဆုံးဖြတ်ချက်အရဟွမ်ငုံရမ် data အတွင်းလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရရအရတရားဥပဒေစိုးမိုးရေး law and order ကောင်းမွန်စွာလေပတ်နိုင်ရေးနဲ့ပြည်သူများဘေးကင်းလုံခြုံရေးအတွက်ယနေ့ဇွန်လ16ရက်နေ့ကစပြီးနောက်ထပ်ထုတ်ပြန်ချက်မရှိမချင်းအရေးပေါ်အခြေအနေ state of emergency ဖြစ်ကြေညာလိုက်တယ်လို့ HPO CDF ဝန်ကောင်းရုံးကကြေညာထားပါတယ်။ ဘလို့အခြေအနေကြောင့်အရေးပေါ်ခြေနေဖြစ်ကြီးညာရရဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပေသက်ဆိုင်ရာတာဝန်ရှိသူတွေထံစုံစမ်းမြင်မြင်နေစေဖြစ်တယ်လို့သိရှိရပါတယ်ရှင်တန်တပင်မြို့နေတွင်အာဖီတင်ရလာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုတွင်စစ်တပ်ကမှခုနဦးတေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ပခိုရိုင်းတန်တပင်မြို့နေတွင်အာဖီတင်ရလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုချက်ဖြတ်တိုက်ခိုက်ခဲ့ရာ အကြံဖက်စစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဇူလာ12ရက်နေ့နာနေ9နာရီခန့်တွင်မြို့စုတတနိုင်အင်အားဖြည့်တင်းရန်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သား120ခန့်ဟာ မြို့ဆိုးရွာအတွင်းသို့ဝင်ရောက်လာစဉ်တိုလှန်ရေးတပ်ဖွဲ့များကကြက်ဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းရင်တက်ခိမှုအတွင်အကြံဖက်စစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းအကြံဖက်စစ်တပ်ဘက်မှလက်နက်ငယ်များလက်နက်ကြီးများဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းတောင်ငူခရိုင်အမှတ်နှစ်တပ်ရင် P23502 မှတာဝန်ရှိသူတို့ကပြောဆိုထားပါသည် တောင်ကိုခရိုင်အမှတ်နှစ်တည့်ရင် P23502 မှာတာဝန်ရှိသူတို့ကစစ်ခွေးတေစရင်ကထက်တူမရှိသေးပါဘူးစစ်ခွေးကအရှိဘက်မတူရဲပဲရက်နေလို့အတင်းဆောင်ဆိုင်နေပါတယ်လို့ရန်ကုန်ခေတ်သတင်းဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်အဆိုပါတက်ခိုက်မှုကို 3939နဲ့တရင်3931ခွေးနဲ့အုတ်တွင်ဘာကဖဖွေတို့ကပူပေါင်းလှုံ့ဆောင်ခဲ့ပြီးဒိုလန်ရေးတဖွဲ့ဝင်များအထူးခိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။မုံရွာအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုချိုတိတ်တုံးဖြင့်ပစ်ခတ်မှုတွင် အရာရှိ2ဦးအပါအဝင်စစ်သား5ဦးတေဆုံးကနာမခစစ်ဌာနချုပ်တွင်ကျုပ်လက်နေကြပြီးမြအချိန်မီများအလုံးပိတ်ထားရန်အမိန့်ထုတ်ထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ စကိုင်းတိုင်းမိုးရွာမြို့အခြေစိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့တိတ်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ရာအရာရှိ2ဦးအပါဝင်စစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးစီကူတောင်နဲ့အရန်စစ်ပစ္စည်းကူတောင်လေးမိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဂျွန်လာ14ရက်နေ့ ညစေနာရီစင်မင်းကမုံရမြို့အခြေဆိုင်အကြံဖက်စစ်တဲရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်သို့တရခွန်မမရှုတိတ်တုံသုံးလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာသုံးလုံးလုံးနာမခတဲ့အတွင်ကြာရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းထူတိုက်ခိုက်မှုအတွင် အရာရှိ2ဦးနဲ့အခြားအဆင့်စစ်သေး3ဦးပွေချင်းပြီးတေဆုံးခဲ့ပြီးအရာရှိ3ဦးနဲ့အခြားအဆင့်စစ်သေး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာတက်တွင်းစေခန်းတွင်ကုသမှုခံယူနေကြောင်း Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါရယ်။ဒါပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ရှိစစ်စင်ရီယုံနဲ့လက်ချင်းရီယုံရှိရာအဆောက်အဦကိုထိမှန်ခဲ့ပြီးယုံနှစ်ယုံလုံးပျက်စီးခဲ့ကြောင်းစီကိုတော်နဲ့အရန်စစ်ပစ္စည်းကိုတော်လည်းနီးလောင်ပျက်စီးခဲ့ပြီးအရာရှိကြီးနေအင်ကိုလည်းထိမှန်ခဲ့ကြောင်းသိရှိရပါရယ်။ Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကကျွန်တော်တို့ရှေ့ဆက်ပြီးလဲပုံမူထီရောက်တဲ့ mission တွေကိုဆက်လက်ပေါ်ဆောင်သွားပါမယ်လို့ပြည်သူကိုအတိတ်ပေးချင်ပါတယ်လို့ရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM ရဲ့ဦးဆောင်စီမံမှုဖြင့်မဟာမိတ်အဖွဲ့များဖြစ်တဲ့ Sherro Mongya, Shwetrikan Mahamit တဲ့ရင်နဲ့ Justice Brothers for အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတိခိမှုအခြေအနေများဟာ BWM အနေနဲ့လက်လမ်းမီတဲ့စုံစမ်းထုတ်လွှင့်မှုများထဲမှတူငီရဲ့အချက်လက်များကိုထုတ်ပြန်ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုရှုတ်တိတ်တုံများဖြင့်ပြစ်ခတ်ခံရပြီးနော် တိုင်းစစ်ဌာနချုပ်ဝင်းထေးတွင်နေထိုင်တဲ့အရာရှိနှင့်စစ်သည်များမိသားစုဝင်များအားလုံးမှကြောက်လန့်နေကြပြီးဇွန်လ15ရက်နေ့ညပိုင်းမှစတင်၍ည9နာရီအချိန်မှစတင်၍လိုင်းခန့်များအစီဝေးခန့်များတက်ရုံခန့်များတွင်မိများအားလုံးပိတ်ထားရမည်လို့တိုင်းဘုတ်ကအမိန့်ထုတ်ထားကြောင်းတက်တရင်ချင်းမြင့်များထံမှသိရှိရပါရှင် နောင်ချူမြို့နယ်တို့ထူးဆစ်ဆင်နေတဲ့အပြည့်ရစစ်တပ်ကအစိမ့်ဝေပုံများပါထက်မှန်အုံပြုတိုက်ခိုက်ပြန်တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA ကတင်ပိတ်ထားတဲ့နောင်ချူမြို့နယ်သို့ထူးဆစ်ဆင်နေတဲ့အပြည့်ရစစ်တပ်ကအစိမ့်ငွေပုံများပါထက်မှန်အုံပြုတိုက်ခိုက်ပြန်ကြောင်း TNLA ကတရင်ထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်ကောင်စီကနောင်ချူမြို့နယ်အတွင်းတိုက်ပွဲများတွင်အစိမ့်ငွေပုံများကို မကြာခဏအုံပြုလည်းရှိရာယခုကျွန်လက်တိတ်ပွေးများတွင်အစိမ်ဝိတ်ပုံများကိုအုံပြုလာကြောင်းလက်တလုံးနောင်ချူမြုပ်နေရှိအုံမတီရေမောင်တန်းနဲ့လက်ပံကုံကြီးရွာတွင်စစ်ကောင်စီတပ်နဲ့တအောင်တက်မတော် TNLA တို့တိတ်ပွေးဖြစ်ပါခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့ကျွန်လက်15ရက်နေ့နက်နက်ပိုင်းနောင်ချူမြုပ်နေအုံမတီနဲ့ရေမောင်တန်းကြီးရွာတွင်စစ်ကောင်စီတပ်နဲ့ တအောင်တက်မတော် TNLA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးထူးတဲ့ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး၃လုံး၊ drone ဖြင့်အစိမ့်ဝိပ်ပုံ38လုံးနဲ့ပုံ35လုံးတို့ကိုခြေချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူလက်ပံကုံကြီးရွာတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်လည်းစစ်ကောင်စီတပ်ကလက်နက်ကြီး6လုံးဖြစ်ကိုတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရွှေညောင်ပင်ကြီးရွာဘက်သို့လည်းစစ်ကောင်စီတပ်က ပြည်သူလူထုများကိုကြီးရွေချက်ရှိရှိလက်လက်ကြီးဖြင့်တုံလုံးချက်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဂျွန်လ73ရက်နေ့ရွှေသွန်းပိန်နေကုံတရက်ကုံနဲ့လက်ပံကုံချေးရွာများတွင် စစ်ကောင်စီတပ်နှင့်တအောင်တက်မတော် TNLA တို့အကြားတိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်စစ်ကောင်စီတပ်ကလက်နက်ကြီး drone များဖြင့်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အကြံပေးစစ်ကောင်စီတပ်ကဂျွန်လ7ရက်လုံးကိုငလှန်ပေးတဲ့ပြည်သူများကို ကိုငင်ကြီးအကြောင်းပြ၍အဖြစ်ခက်ရက်စေးထားမယ်လို့ကြေညာ၍နောင်ချုံမြို့နေကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေခြင်းဖြစ်ပါရယ်။မြောက်ပိုင်းမဟာမိတ်ကြီးနောင်မဟာမိတ်သုံးဖွဲ့ကလည်းညလင်တန်တင့်ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိတ်ပွေးဖြစ်ပွားလျက်ရှိတဲ့နေရာများတွင်ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ပေ။တဖက်သက်အပြည့်ရက်ကာလကို နောက်ထပ်တလတက်တန်ထပ်တူးထားကြောင်း ရဲအချိန်တွင်စစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထူးဆစ်ဆင်နေရာကြောင်းနောင်ချုံမြို့နယ်တွင်တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ Israel ပြစ်ခတ်မှုကြောင့် Iran ဘက်က406ဦးသေဆုံးပြီး654ဦးဒဏ်ရာရရှိတယ်လို့လူခွင့်ရေးစောင့်ချက်ရေးအဖွဲ့ကဆိုကာ Iran အရှိပိုင်းက Mashhad လေဆိပ်ကို Israel လေကြောင်းကတိုက်ခိုက်နေတဲ့တရင်ကိုလေဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ အီရန်အစ္စရေးလအပြန်အလှန်ပစ်ခတ်မှု၃ရက်မြောက်ထဲဝင်လာချိန်မှာအစ္စရေးလဘက်ကပစ်ခတ်မှုကြောင့်အီရန်ဘက်က406ဦးတေဆုံးပြီး654ဦးဒဏ်ရာရရှိခဲ့တယ်လို့လူခွင့်ရေးဆောင်ကြည့်ရဖွေကဇွန်လ15ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အီရန်ကျမ်းမာရေးဝန်ကြီးဌာနကတော့124ဦးတေဆုံးပြီး1289ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အစ္စရေးလနဲ့ကီလိုမီတာ2300ခန့်အကွာမှာရှိတဲ့အီရန်နိုင်ငံအရှိပိုင်းကမက်ရှ်ဟက်လီစိတ်ကိုတိုက်ခိုက်နိုင်ခဲ့ကြောင်းအစ္စရေးလတပ်ကဂျွန်လ15ရက်နေ့ကတရင်ထုတ်ပြန်လိုက်ပါတယ်။စစ်စင်ရေးဆက်တင်ချိန်ကစပြီးအစ္စရေးနဲ့အဝေးဆုံးနေရာမှာရှိတဲ့ပြတ်မှတ်ကိုပထမဆုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီးအီရန်နဲ့ဝေဟင်စီဖြစ်လေရင်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါပြင်အစ္စရေးတပ်ဖွဲ့တွေဟာအီရန်ကကွေရေးဝန်ကြီးဌာနဌာနချုပ်ကိုတိုက်ခိုက်ခဲ့ပြီးအစိုးရရုံးချုပ်တွေနဲ့နျူကလ িয়ার စက်ရုံတွေအပါအဝင်အီရန်မြို့တော်တီဟီရန်ကနေရာအနှံ့ပြားကိုပြစ်ခတ်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်အီရန်အစိုးရတရင်ဌာနမှာတော့အစ္စရေးတွေဟာစစ်ရေးပြတ်မှတ်တွေတာမကတီဟီရန်မြို့တော်ကလူနေတိုက်ခန်းတွေနဲ့ e payways e စနစ်တွေကိုပါတက်ခိုက်ခဲ့လို့လူထိခိုက်တိုက်စုံမှုတွေရှိသလို e pay line တွေပြစ်စီခဲ့ရတယ်လို့ဆွဆွဲဖော်ပြထားပါတယ်။ Israel ဟာ Iran စစ်တပ်နဲ့ nuclear စခန်းတွေကိုတက်ခိုက်ခဲ့ပြီး Iran ရဲ့ထိတ်တန့်တက်မှုတွေနဲ့တိပံပင်ရရှင်အများပြတည်ဆုံးခဲ့ပြီးတောက်ကြနေအစောပိုင်းမှာဒီပရိပခဆက်တင်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ အီရန်နိုင်ငံမှာတနင်္ဂနွေနေ့အစောပိုင်းကမြို့တော်တီဟီရန်မှာပောက်ကွဲမှုတွေဆက်တိုက်ကြားခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အီရန်ကလည်းတုံးချီတွေနဲ့အဆက်မပြတ်ဖြစ်နေပစ်ခတ်ခဲ့ပြီးအီရန်ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်းအနည်းဆုံးလူ73ဦးသေဆုံးခဲ့ကြောင်းအစ္စရေးအာဏာပိုင်တွေကပြောကြားထားပါတယ်။အစ္စရေးနဲ့အီရန်တို့ဟာတောက်ကြနေ့ အီရန်ရှိစစ်ဘက်နဲ့ဆိုင်တဲ့အစောက်အုံတွေနျူကလ িয়ার နေရာတွေကို အစ္စရေးကတိုက်ခိုက်ပြီးနောက်တနင်္ဂနွေနေ့အထိ၃ရက်ဆက်တိုက်အပြန်အလှန်တိုက်ခိုက်နေရဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာသွားပါမယ်ရှင်။ challenge channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြအကြံမှရှင်လန်းပြီးဘေးရန်ခက်တဲ့ကြင်ဝင်နိုင်ကြပါစေရှင်။